မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနယ်ဇလာဗီတာညချမှုစီတနာမှာ2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနေဆုံးဘူးချိန်များမှာနေပြည်တော်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်နဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ23ဒီဂရီဆက်စီရဲ့83ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖောင်ရရှိတဲ့ပုံရကပ်ပြီပင်လယ်ပြင် တောင်ပိုင်းပင်လယ်ပင်လယ်ဟောတောင်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတိတ်တုထန်နေပြီကပ်ပြီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျမင်္ဂလာပင်လယ်ဟောတို့မှာတိမ်နေငယ်မှာတိမ်တိတ်တိတ်ဖြစ်တော်နေပါတယ်မြန်မာနိုင်ငံပုံမှာကတော့ တနင်္လာရီတနင်္လာကြီးမှာမိုးဒိနောင်များဖြစ်ထုံမှုအကောင်းရရှိပြီးအဆိုပါမိုးဒိနောင်များရွေ့လျက်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပြစ်ခြင်းတက်စီးလက်ခြင်းနဲ့မိုးထီကျွေ့ခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာတစ်ဖြစ်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကြမ်းတန်းနေတိုင်းနဲ့ပြည်နယ်များမှာတိမ်နှင်းငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်ခြေနေမှာဒီကနေ့မနက်မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းတော်ကြများရာ ဘင်္ဂလားပင်လယ်ော်ရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရိုင်းယုံဟာပုံမှုအကောင်လာပြီးအကောင်နဲ့လေပြင်းရိုင်းယုံအဖြစ်သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအကောင်နဲ့လေပြင်းရိုင်းယုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျနိုင်ပြီးပုံမှုအကောင်လာနိုင်ကနောက်၁၂နာရီတွင်ဘင်္ဂလားပင်လယ်ော်အရှိတောင်ပိုင်းနဲ့ရနှက်ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အလဲပိုင်းတို့မှမုန်တိုင်းငယ်ဖြစ်သူ၎င်း26ရက်စေလ2025ရက်နေ့မှအကောင်နဲ့မုံတိုင်းငယ်ဖြစ်သူ၎င်း28ရက်စေလ2025ရက်နေ့မှာ ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့ရနစ်ဆက်ဆက်လျက်ရှိတယ်။ဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းလိုမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်သူ၎င်းရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြမပင်လယ်ပြင်မှာမြို့ဝကျုံမော်မုတ်တမခွေမော်ဒန်နိုင်ကရရှောင်းတဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းတင်တင်မှနိုင်ကျင်နိုင်ပါတယ်။မိုးတက်လေပြင်းကြားစီရင်ခြေပြင်းပြင်းလေးဟာတနအိုက်ကို25မိုင်မှမိုင်30အထိတက်ကန်နိုင်ပါတယ်။လိုင်းမြေမှာ မြို့ဝကျုံမော်မော်တမကွေမော်တနိုင်ကရောင်းတဲ့ကံလုံးပင်လယ်ပြင်တို့မှာခုနှစ်ပြီမှကိုပေကန်ရှင်နေပါတယ်။ကြံမြမပင်လယ်ပြင်မှာနိုင်နေငယ်မှာတည်တည်ရှိပါမယ်။လိုင်းမြမရခိုင်ကဲဦးရတဲ့ရှောင်းနဲ့ကံလုံးပင်လယ်ပြင်တို့မှာလေးပြီမှ၆ပြီကန်ရှင်နေပါတယ်။ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတိမ်တိမ်တိမ်ဖြစ်တော်မူတနင်္လာရီတိုင်းဒေသကြီးမှာနေရာကျကျနဲ့ ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်အေရော်ဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်နယ်မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတချို့ရောပါမယ်နေပြည်တော်နယ်ညီတော်အတွက်ဒီကနေ့ညနေခင်းမူလေးဝတ္တအချိန်ကြီးခမ်းမန်းကြမှာနေရာကွက်ကြားမှုတချို့ရောနေပါတယ်အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ညီတော်အတွက်ဒီကနေ့ညနေခင်းမူလေးဝတ္တအချိန်ကြီးခမ်းမန်းကြမှာလေး ။နေရာကွက်ကြားမှုတိချုံရွာနေပါတယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်ညီတော်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်တိမ်တိမ်ဖြစ်တော်မှာမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆက်စီရဲ့65ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်အနေနဲ့ကတော့တနင်္လာနေ့တနေ့သားကြီးမှာနေရာကြကြဲမှာနေရာစိစိမိုးထချုံရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ ဒီကနေ့မနက်9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်။